ခရစ်စမတ်စင်များအားလုံးပဲမင်္ဂလာပါရှင်။ဒါမဲ့တရက်လေးလား၂၅ပေါ့နော်။၆ချိန်မြောက်အတွက်ဒီခေါက်ကတော့ဝမ်ချိန်ဆိုင်ကလေးပေါ့နော်။ဝမ်ချိန်ဆိုင်ကလေးပါနော်။ဝမ်ချိန်ဆိုင်ကိုတပြတ်ပြီးပါမယ်။လိုက်ပြီးတော့ကြည့်ကြပါဦး။ဒါဆိုရင်ဒီမှာရှိတဲ့၃ညရဲ့၄ရဲ့နှလုံးပေါင်းခြင်းပါနော်။၃ညနဲ့၄ညနှလုံးပေါင်းတော့ပေါင်းခြင်းက၄ဆိုပြီးတော့ရတာနော်။၄ရဲ့နှက်ခတ် နဲ့ဆိုပြီးတော့ယူထားတာပါပြီးတိုင်းပေကနန်လေးယူထားသေးလဲဆိုတော့ဒီမှာရှိတဲ့9ရက်နေ့ရဲ့နှလုံးပေါင်းခြင်းရဲ့ပါဝါကိုယူထားတာပေါ့နော်အဲ့တော့9နဲ့နေ့ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက9ရမယ်သူ့ရဲ့ပါဝါပေါ့နော်9ရက်ပါဝါဆိုတဲ့အတွက်ကြောင့်မလို့နှစ်ဆိုပြီးတော့ရထားတဲ့၄နှစ်နှစ်ဆိုပြီးတော့ဝါခြင်းလေးကရထားတာပေါ့နော်အမမညီမတို့ရဲ့ထွက်ကနန်လေးကဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်နှစ်နှစ် တက်ဆိုပြီးတော့ညီမတို့ရဲ့ထွက်ကန်းလေးကနင်းနေတက်ဆိုပြီးတော့ထွက်လာတာပေါ့နော်အိမ်မှာနင်းနေချိန်လေးကြာသွားတယ်ပေါ့နော်ဒါဆိုရင်ညီမတို့နောက်တစ်ပင်ကိုဆက်ပြီးတော့ထွားကြည့်ကြရအောင်နော်နောက်တစ်ပင်ကဒီမှာတုံညာလေးရဲ့နှစ်ပင်ကြော်မယ်နော်ရှစ်ရဲ့၆ရဲ့နှလုံးပေါင်းခြင်းမှာပေါင်းတော့ပေါင်းခြင်းလေးရမယ်လေးရဲ့နှက်ကကမြက်ပါပဲနော်ခုနတိုင်းမှာပဲဒါဆိုရင် ပါဝါပေါ့နော်ခုနတိုင်းသူရဲ့ပေါ်တန်းမှာရှိတဲ့နှလုံးပေါင်းခြင်းပါဝါပေါ့နော်တင်းနဲ့သုံးနဲ့ပေါင်းတော့လေးလေးရဲ့ပါဝါဆိုတဲ့အတွက်ကြောင့်မို့လို့ကိုဆိုပြီးတော့ ရထားတယ်เนาะဒါဆိုရင်၄ရက်၄ရက်၉ရက်ဆိုပြီးတော့ chain လေးကရထားတာပါเนาะဒါဆိုရင်ညီမတို့ရဲ့ token နဲ့လေးကကြည့်ကြည့်အောင်เนาะဒီမှာပါ token နဲ့က1 3 9 6ဆိုပြီးတော့ထွက်ထားတာပါဒါဆိုတော့1 9 chain လေးကြာသွားတယ်ပေါ့เนาะဒါဆိုရင်ညီမတို့တပင်ကိုဆက်သွားမယ်ခုနအတိုင်းပဲသူက2ပင်ကျော်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာပါဒီမှာရှိတဲ့ခွန်3ညနှလုံးကိုပေါင်းမယ်ပေါ့เนาะခွန်3ညနဲ့ပေါင်းတော့ပေါင်းခြင်းက9နဲ့ ောက်ပြီနော်ခொနဲ့ရဲ့ net ကဆိုတဲ့အတွက်ကြောင့်မလို့တုံညာရတာမယ်ပြီးရင်သူ့ရဲ့ပုံမှာရှိတဲ့ net တန်းပေါင်းခြင်းပေါင်းခြင်းရဲ့ power ပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့ပေါင်းနော်ပေါင်းခြင်းကရှိရတဲ့ရှိရဲ့ power ဆိုတဲ့အတွက်ကြောင့်မလို့3 9တုံညာ3ဆိုပြီးတော့ရတာလေနော်9တုံညာ9တုံညာ3ဆိုပြီးတော့ရတာပါနော် တော့ကျွန်တော်တို့ထပ်ကဏ္ဍလေးကိုကြည့်ကြည့်အောင်เนาะထပ်သွားတဲ့ကဏ္ဍလေးက300 300ဆိုတော့ကျွန်တော်ဒီမှာ300 chain လေးကြာသွားတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပင်ကိုဆက်သွားမယ်သူတဲ့နှစ်ပင်ကျော်မှရှိတဲ့ဒီမှာရှိတဲ့5 6ပေါ့เนาะ5ရဲ့6ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းကတဲ့တဲ့ရဲ့နှက်ခတ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့က shift ဆိုပြီးတော့ရထားမယ်သူ့ရဲ့အပေါ်မှာရှိတဲ့ကဏ္ဍနှလုံးပေါင်းခြင်းရဲ့ power ခွန်ရဲ့၄ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းကတဲ့ရဲ့နဲ့တဲ့ရဲ့ power ဆိုတဲ့အတွက်ကြောင့်မလို့6ဆို ီးတော့ရတာမနော်ညီမတို့ရဲ့ one gene က186ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါကတော့ 3D ပါเนาะဒါမဲ့ area 4လ25ပေါ့เนาะ6 gene ရပေါ့เนาะဒါမဲ့6 gene မှာကစားရမယ် one gene လေးပေါ့เนาะ one gene site ကလေးပါ one gene site မှာရှာတွေ့ထားတာကတော့ one gene က10ရဲ့6ပေါ့เนาะ16 gene ဆိုပြီးတော့ရှာတွေ့ထားပါတယ်ဒါကတော့ညီမဆက်ရတာကိုချက်ပြခြင်းဖြစ်ပါတယ်ကိုတို့မတို့ကျဲဒီမဲ့နေတယ်ဆိုလိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲဒါမဲ့ပတ်မှာစ င်ဖြစ်ကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်